အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ20ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကံမြေကတော့မနက်မိုးလင်းမှာလက်နက်ကြီးသုံးလုံးပစ်ခတ်မှုနဲ့အတူကလကဖွင့်ခဲ့ပြီးဖြစ်ပါတယ်ဖားကံကာမန်လိုင်းတိုင်းကိုသွားလာခွင့်ရတော့မယ်လို့အတန်ကြားနေရပေမဲ့ဖွင့်ခဲ့ရင်လည်းကန့်သတ်ချက်တွေအများကြီးရှိနေနိုင်ပါတယ်နေ့လယ်ပိုင်းမှာတော့ ဖားကန်တမကုံကနေလက်နေကြီးပြခိုင်းမှုကြောင့်လုံခင်အုပ်စုကထိုင်ရွာလမ်းမှာပေါ်ကြားရောက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အာရခမြေကြောက်ပြူမျိုးနယ်ကရဲတပ်ရင်32ရဲ့အဓိကကာကင်းနေရာဖြစ်တဲ့ပြိုင်းစစ်ကြီးစစ်စခန်းကိုအာရခတပ်တော်တို့သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်ကောင်စီစစ်သား90ထဲမှနဲ့မဆီတိုက်ခဲ့တယ်လို့စစ်သုံးပန်းတွေလည်းလက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ကြားသိရပါတယ်။ကြီးခဲ့တဲ့ရပိုင်းကနှမ်းဖဲတော်မြစ်တတော်လက်ခမော်စခန်းတွေကိုလည်းစစ်ကောင်စီကလက်လွတ်ထားခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိအမှတ်30နဲ့ရဲတရဲကိုအပြည့်အစုံတိုက်စစ်ဆင်နေရရှိပြီးဒါပြည်အားနဲ့၄စိတ်ပြည့်ရင်အမှတ်34ချင်းတိုင်ရင်ဆက်ပြီးတော့ကြောက်ပြူအချင်းထောင်အဲ့ဒါလိုတိုက်စစ်ဆင်လာလိမ့်မယ်လို့ခံမှန်းရပါတယ်။တပြိုင်တည်းလဲတိုက်စစ်ဆင်ကောင်းဆင်နိုင်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်လက်ပံရွာအနောက်မြောက်ဖက်မကျင်းကုန်းနဲ့တာစီပါသားမှာထိတွေ့မှုရှိနေတယ်လို့ကနဦးသိရှိထားရပါတယ်။တပိတ်ချင်းမြို့နယ်စပယ်နဂိုရွာကစစ်ကြောင်းကတော့စတင်လှုပ်ရှားလာနေတာကိုတွေ့ရပါတယ်။ ရယာရှေချမ်းထိတွေ့မှုတွေပြန်လဲရန်နာသွားပေမဲ့နှစ်ဖက်စစ်ကြောင်းတွေထိတိုက်ရင်ဆိုင်ထားသေးရှိတာမို့တစ်ဖက်ဖက်ကလှုပ်တာနဲ့တိုက်ပွဲဖြစ်လာနိုင်ခြင်းရှိနေပါတယ်။ဘကိုးရုံမဘူစစ်ကြောင်းသုံးကြောင်းတက်ဖြတ်လာလို့စုဖွဲ့နေပြီးဒရုန်းတက်ဖက်လဲပွားဝင်မယ်လို့သိရပါတယ်။စူပါဆက်စရေးကိုဒေတာကိုကဲရေးစစ်ဌာနချုပ်ပြည်ကနေကိုကဲမှာဖြစ်တယ်လို့သိရှိရပါတယ်။ရိုးဘော်ကိုဗီမြို့နယ်တဲကနေစစ်ကြောင်းထုံးဝင်ရောက်မယ်ဆိုတာကိုတော့စီစစ်ထောက်လန်းနေတယ်ဖြစ်ပါတယ်။ မြန်လာမျိုးနဲ့တောင်ကျရွာမှာအနီးဝန်းကျင်မှာထိတွေ့တိုက်ပွဲရှိထားတယ်လို့ကနဦးသိရှိထားရပါတယ်။ကရင်ပြည်နယ်ဖာပုံမြို့နယ်တွေကဂရိုင်းဒီစခန်းကတော့မျက်စိလည်နေတော့ဖြစ်ပါတယ်။ဒါကိုအပြစ်ဆိုလို့တော့မရပါဘူး။စစ်ပွဲဆိုတာအနိုင်ရှောင်အဆုတ်အတဲ့စီစဉ်ရဲလို့ကျွန်တော်မကြာခဏပြောခဲ့ပြီးဖြစ်ပါတယ်။အမြဲတမ်းသာနိုင်နေမယ်ဆိုရင်ဒီ၄နှစ်ကျော်ကာလအတွင်းစစ်တပ်အမြင့်ပြတ်ပြီပေါ့ဗျာ။အရှိတောင်တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာအလုံးစုံသိမ့်ပိုက်နိုင်မှုနီးကာယာကနေတိုက်ခိုက်လို့မရဖြစ်နေသေးတဲ့စခန်းကတော့ အနားဝင်စခန်းဖြစ်ပါတယ်စခန်းကြလို့ဆယ်ဆယ်အချိန်မှာအမှန်လေးတက်မလို့တန်းပြင်းလေးကျင်းကြောင်းလူကြောင်းကြီးဗညာဝင်ဦးစီးတဲ့စစ်ကူစစ်ကြောင်းရောက်လာပြီးနောက်ပိုင်းပတ်လေခံစစ်ပြန်လဲအသက်ဝင်သွားခဲ့တာဖြစ်ပါတယ်အဆိုပါလူကြောင်းကြီးကိုမကြခင်မှာပဲအရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုဖြစ်ရာလူတို့ခန့်အပ်လိုက်တာကိုလည်းတွေ့ရပါတယ်စံပြေမြောက်ပိုင်းစီးရဲတင်းမှမှုဖြစ်ပွားခဲ့တဲ့ MNDAA နဲ့ SSPP တို့တိုင်းနေမြို့နယ်တန်လင်းကျွေးရမှာပြီးခဲ့တဲ့18ရက်နေ့မှာ ပြည့်စုံဆွေးနွေးခဲ့ကြပါတယ်။နှစ်ဖက်သက်တည်းဖြစ် UWSA ရဲ့ရှေ့တန်းဒုတိယကိုယ်ခဲ့ရေးမှူးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။